်မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်နေကြီးရေးသားသောရွှေခေတ်ဂန္ဓဝင်မင်းသားမင်းသမီးများစာအုပ်မှာတည်ငြိမ်အေးစေစရိုက်မှန်မြမစံသောမင်းသားဝိညာဉ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပြီးသွားမှာဖြစ်ပါတယ်ရှင်ဒီကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ မြမဆန်းဆန်းချောသော မင်းသားဝင်းညွန်သည်ရုပ်ရှင်လောကနှင့်အစိမ့်သက်သက်မဟုတ်ရှစ်ဒုက္ခဥပညွန်၏တာကြီးဖြစ်ပြီးငယ်နမယ်မှာဘူကြီးဖြစ်သည် ဝင်းညွန်၌မွေးချင်း9ယောက်ရှိလေသည်ဥပညွန်၏မီနီဘခတ်တို့မှတင်နေဦးဘူကြီးခကြော်ဝဲမှဒုတိယမြောက်တာဦးဖြစ်၍၃ယောက်မြောက်နှင့်၄ယောက်မြောက်မှာအဖက်မတင်ပဲ၅ယောက်မြောက်တွင်ဘူနီခလှမြင့်မင်းသားဝင်းဦးဖြစ်ပြီးဘူဘူခအုံးကြိုင် ဗိုလ်ထုခကြည်ရွှင်လို့ဖြစ်သည်ဝင်းညုံကိုဧပြီလ13ရက်1932ခုနှစ်တကြံကြနေတွင်မွေးခဲ့သည်ဝင်းညုံဝေဥရိုဤဖခင်ဥပညုံချစ်တုခအမိရလာပုံကို ဖော်ပြရပါမူစစ်ကြိုခဲမြတ်ထားဝန်တော်ဥပညုံသည်ဧဝံဥတည်မောင်နှင့်မိတ်ဆွေဖြစ်၍ပင်ကိုကတရောထိုးကျွမ်းကျင်သူဖြစ်သည့်အပြင်မဟာကိတသချင်းကြီးများကို ပိုင်နိုင်စွာတည်ဆိုးနိုင်သူဖြစ်သည် ်ပင်ကိုအတန်ကောင်းသူဖြစ်ရာဥတင်မောင်၏အကူအညီဖြင့် A1 သဘင်ဝန်တပ်ပြားဖြင့်ချစ်ထုကတချင်းဆူလိုက်ရာမှကြော်ကြလာပြီးချစ်ထုကဥပညွန်ဖြစ်လာခဲ့သည်ထို့ပြင်စုထုငယ်ပန်ရွယ်သွန်းတပ်ပြားတချင်းကိုထပ်မံတည်ဆူလိုက်ရာထင်ရှားကြော်ကြလာရသည် ဝင်းညော်မှာဝင်းဦးနဲ့မတူတမှုကွက်ထွက်သောရုပ်ရည်နဲ့ဟန်ပန်ရှိသည်ဝစ်စားစည်ရင်ပုံမှာမြန်မာဆန်လာသည် ရိုက်တာဘူဘကူကယမတ်ဇက်ကားတွင်ခေါင်းဆောင်မင်းသားတင်၍စောခင်တင်းနေမူတင်းတင်းလဲ့လိုနှင့်ရိုက်ကူးခဲ့သည် ကျော်ဝင်းခေါ်ဝင်းညွန်သည်ရုပ်ရှင်မင်းသားမဖြစ်မီကအာကစားသမားတစ်ဦးဖြစ်ထင်ရှားခဲ့သူဖြစ်သည်1945 1946ခုနှစ်တွင်အထက်တန်းကျောင်းသားဘဝ TTC ကျောင်းတွင်နေစဉ်ကျောင်းသားလက်ရွေးစဉ်ဘလုံးသမားတယောက်ဖြစ်သည်1948ခုနှစ်တွင်တက္ကသိုလ်သို့ရောက်ရှိလာပြီးရန်ကုန်တက္ကသိုလ်တွင်ရှေ့တန်းညာဝင်းအဖြစ်ကစားခဲ့သည်1948ခုနှစ်တက္ကသိုလ်ပြည့်ခုံပြည့်ပြိုင်ပွဲတွင်တပ်များဝိုင်းပြည့်လှန်တပ်ပြည့်ပြိုင်ပွဲများ၌ဒုတိယဆုရရှိခဲ့သည် 1952-1954ခုနှစ်ထိသုံးနှစ်ဆက်တိုင်ရန်ကုန်တက္ကသိုလ်ဘင်တန်ဝိတ္တန်အလေးမှချန်ပီယံဖြစ်ခဲ့သည်1956ခုနှစ်၌မြေထားဝန်ထောက်ဖြစ်လုပ်ကိုင်ခဲ့သည်1963ခုနှစ်တွင်ဗြိတိရှဘာမာရုပ်ရှင်ကုမ္ပဏီမှရိုက်ကူးသောရမတ်ဇက်ကား၌ပထမဆုံးခေါင်းဆောင်မင်းသားဖြစ်ရုပ်ရှင်ထဲသို့ဝင်ရောက်ခဲ့ခြင်းဖြစ်သည် ရှက်ပြီရောက်ဧည့်သည်ရဲ့ဇက်ကားတွင်ဆန်ရှားတင်နဲ့တွေ့ဖက်၍အံဝင်ခွေကြတရုတ်ဆောင်နိုင်သောကြောင့်နာမည်ကြီးမင်းသားဖြစ်လာခဲ့သည်။ကရားသစဉ်ပွင့်လင်လျင်ဇက်ကားတွင်ပထမဆုံးဒရိုက်တာဖြင့်ရိုက်ကူးခဲ့လေသည်။ဒရိုက်တာခိုင်ထွန်းအမည်နဲ့အညံပန်းချစ်တူချစ်ရောင်ဥသူအနိုင်ယူစသည့်ဇက်ကားများကိုလည်းတရုတ်ဆောင်ဒရိုက်တာဖြင့်ရိုက်ကူးခဲ့သည်။သူ၏အောင်မြင်မှုမှတ်တိုင်ထူခဲ့သောကားများမှာတခုပန်းမုံစိတ်မကြီးရွယ်ရှမ်းပြည်ရောက်ဧည့်သည်ရေမြေပြန်သာ ခတ်တို့ဖြစ်သည် သူ၏ညီဝင်းဦးမှာစာရေးဆရာဘွားမှာမင်းသားဖြစ်လာတော့လေဝင်းညွန်မှာမင်းသားဖြစ်ပြီးမှစာရေးဆရာဘွားရောက်ခဲ့သူဖြစ်သည်သူ၏ကျွန်တော်တတ်ထားအလကားရောက်ခဲ့သူဝတ္ထုမှာသူ၏အိမ်တော်ရေးကမ္မလမှုကိုအခြေခံရေးသားထားသည့်အပြင်သူ၏မြန်မာစာရေးသားနိုင်နေမှုကြောင့်လူကြိုက်များအောင်မြင်ခဲ့သည် ထို့နောက်တထားငငယ်စာအုပ်ထွက်ပြီးတထားရှင်းလန်းစာအုပ်မပြီးမီရောက်ကြပိသာတင်းကြီးခံကြသောမင်းသားဝင်းညွန်သည်ပင်ကိုကနှလုံးသားနှုတ်နယ်သူဖြစ်သောကြောင့်လောကရန်ဤလှန့်ခဲ့ရဝဲအကြနာကသူ၏အသက်54-55နှစ်အရွယ်မှာပင်သူ၏ညီအစိုးတော်မင်းသားကြည်ရွှင်နေထိုင်သော ကံဘဲ့နေ၌လူဘဝကိုအရှုံးဖြင့်စွန့်ခွာ၍ကွယ်လွန်ခဲ့တော်လဲသူ၏အမှုပညာကုန်တဲ့မှာမူမှတ်ကြောက်တင်ကြံရစ်ခဲ့လေသည် သူမကွယ်လို့မီဝမ်းနဲ့ဝဲအကြောင်းအရာများကိုသူနဲ့ရင်းနှီးကျွမ်းဝင်သူကဗျာဆရာအောင်စင်မင်းကပြောပြသည်များကိုစာရေးသူအနေနဲ့မရေးရွေမဖော်ပြနိုင်သည်ကိုခွင့်လွှတ်စေချင်ပါသည်မင်းသားကြီးဝင်းညွန့်ရိုက်ကူးခဲ့သောဇာတ်ကားများကိုဖော်ပြရသောရမတ်တခုပန်းမုံစိတ်မီရွယ်ရှမ်းပြည်ရောက်ချစ်ဧည့်သည်ရေးပြန်သာခတ်အညံ့မှန်ချစ်တူချစ်ရောက်ဥသူအနိုင်ယူကရသည်စဉ်ပွင့်လေလင်းချစ်တက်လျာဦး မဟိုရင် မုံသူချက်တော်နေရည်ရွယ်ဒီမှာရန်သူကိုပါမထင်တစ္ဆာပုံမြင်ချစ်ပရိရဲ့နှမွာတဲ့ချစ်ဆန်းရင်မြစ်တာရိတ်ဝဲကျဲပွင့်လေးများလကွယ်မူနောင်မုံနဲ့ချစ်ရှင်ပွင့်လေးတော့အခါဘိုးကြီးမမစော့မြတ်မွန်တတ်ထားရွှေဝါပြုံးလပိုင်ရှင်ချစ်ဆန်းချင်းမတူမတန်ရွက်ဝါ ရေဝဲခင်တွယ်စော်လေးရဲ့ချစ်သူမြတ်တာဝင်ကဘာစသည့်ရုပ်ရှင်ဇာတ်ကားများတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်